ကျွန်တော်တို့ခေါင်းဆောင်ကြီးကသင်ခဲ့တာပဲပြောတာကဘူဝါဒတမျိုးအောက်ခြေမှာဖြစ်နေတာတမျိုးမတန့်နဲ့သင်ပေးမယ်ကျွန်တော်တို့ကတကယ်ယူသားသားနဲ့ဘာမှအပြည့်စနာစာမရှိတဲ့လူမျိုးကျွန်တော်တို့ကကြိုးစားပြီးတော့နိုင်အောင်လည်းလုပ်ပေးမယ်ဆန္ဒရှိတယ်မြို့နယ်ကိုယ်စားလှယ်လောင်းတွေကိုအောင်နိုင်ရေးနဲ့မြို့နယ်လုံမှုဆောင်ကမဲပေးရွေးချယ်တာဖြစ်ပြီးအမျိုးသားလွှတ်တော်ရွေးချယ်ရမှာပါတီဝင်မဟုတ်တဲ့သူပါဝင်နေတာကြောင့် NLD အနေနဲ့ဘာကြောင့်ရွေးချယ်ရတယ်ဆိုတာပါတီကသာအသိဆုံးဖြစ်ပါမယ်လို့တန်လင်း NLD ကဆိုပါတယ်ဒေါန်ဆန်းစုကြည်ပြောတဲ့မူဝါဒနဲ့ ောက်ခြေမှာဖြစ်ပျက်နေတာတွေကတမျိုးစီဖြစ်နေတာကြောင့်တက္ကသိုလ်ရေးပါတီကတိုင်းလွတ်တော်အတွက်ရားထားတဲ့သူတွေကိုဘာကြောင့်ရွေးတာလဲရွေးချယ်လိုက်တဲ့ဥယျာဉ်မြင့်ဆိုးဟာမိုးပြရွှေကိုဖြစ်ပြီး NDF ပါတီဝင်ဖြစ်ခဲ့သူပါလို့ဦးလောက်အောင်ကဆိုပါတယ် ကျွန်တော်တို့ခေါင်းဆောင်ကြီးကသင်ခဲ့တာပဲပြောတာကဘူဝါရကတမျိုးအောက်ချိန်မှာဖြစ်နေတာတမျိုးကျွန်တော်တို့ပြီးခိုင်မျိုးကပြောင်းလာတဲ့လူတွေအဲ့ဒီလူဆိုရင်ဗျာပြီးခိုင်မျိုးကပြောင်းလာတဲ့လူတယောက်ဆိုခေါင်းကိုမောင်ဆိုလို့ရှိရင်တိုင်းဒေသကြီးတွေမှာရှားထားချက်တွေနံပါတ်1အဆင့်နေပါတော့ပါလာပါအဲ့တော့ကျွန်တော်တို့ကဒီပါတီဝင်ကိုစီစစ်ထဲကဓာရီယာအဓိကကြပါဒါပြင်းနဲ့ဓာရီကိုဘာကြောင့်ကျွန်တော်တန်လျင်မျိုးနဲ့အောင်နိုင်ရင်းနဲ့ရွေးချယ်ရေးဘွဲလက်ခံနေဆိုတာတော့ ွေးချယ်သူပဲသိပါတယ်ကျွန်တော်တို့ကတော့မသိပါဘူးအမတ်လောင်းကိုအုပ်စုဖွဲ့ပြီးလဝချင်းရိုက်မဲပေးနေကြတာမို့တစ်ဖက်အဖွဲ့စည်းကထိုးနှက်ဝေဖန်နိုင်မဲ့သူဖြစ်ဖို့လိုတယ်လို့ထောက်ပြသူကဥတန်းစော်ပါမတက်ရင်တင်ပေးလို့ရမယ့်အမတ်မျိုးသူတို့လိုချင်ပါတယ်လို့ပြောပါတယ်ကျွန်တော်တို့ဒါအစင်လာလို့မြို့နယ်မှာဖြစ်နေတဲ့ဟို အုပ်စုများတဲ့လူကမဲခွဲပြီးဆုံးဖြတ်တဲ့ကိစ္စလေးတွေ။ဒါအုပ်စုများတဲ့လူမဲခွဲပြီးဆုံးဖြတ်ပြီးတော့မဲခွဲတဲ့အတိုင်းကိုကျွန်တော်တို့ကအဖွဲ့ချုပ်ဖို့သူကဟိုလိမ့်လေလှည့်ပြားပြီးတော့ကိုအဖွဲ့အစည်းတွေဖွဲ့ရွေးချယ်မှုတွေလုပ်ပြီးတော့ဒါဆောင်ရွက်နေတောက်ချောင်မျက်စိနဲ့မြင်နေတဲ့အခါကျတော့အခုဒီတိုင်းပဲသူတို့ကသွားလာ။ကျွန်တော်တို့ကတော့ဘာလို့ဆိုတော့လူနေမှာတကယ်ဟိုဘုံသေးရှိတဲ့လူတွေပဲစိတ်ကရှိတဲ့နာမည်ပြည့်မရှိတဲ့လူဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှာလူမရှိဘူးဆိုတော့မှတကယ်ယူသားပြီးတော့ကျော်စုပြောဆိုမတန့်နဲ့သင်ပေးမယ်ကျွန်တော်တို့ကတကယ်ယူသားတာနဲ့ဘာမှအပြည့်အစုံစာမရှိတဲ့လူတွေကိုကျွန်တော်တို့ကကျိုး းသွားပြီးတော့နိုင်အောင်လည်းလုပ်ပေးမဲ့သံသရှိတယ်ပြောစရာရှိတဲ့လူပြီးတော့တစ်ဖက်ဖွဲ့စီကကျွန်တော်တို့ထိုးနှက်မဲ့လူတွေကိုကျွန်တော်တို့လုံးဝမလုပ်တော့အမတ်လောင်းရွေးချယ်မှုကြောင့်အလုံးမှုဆောင်၃ယောက်နှုတ်ထွက်ခဲ့ပြီးသူတို့တွေထဲမှာဦးတန်းစောကလွဲလို့ကြံတဲ့သူတွေက1988ခရဲက NLD ပါတီဝင်တွေဖြစ်ခဲ့ပါတယ်ဦးတန်းစောကတော့2012ရောက်မှ NLD ပါတီကိုဝင်ခဲ့သူဖြစ်ပါတယ် အမတ်လောင်းရွေးချယ်ရေးနဲ့ပတ်သက်ပြီးပါတီပြင်ပနဲ့ပါတီရင်းမှာဝေဖန်ကန့်ကွက်မှုတွေစုညံပေါ်လွှဲရခဲ့ပြီးနောက်မှာတော့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကရွေးပစ်လိုက်တဲ့သူကိုမကြည့်ပဲပါတီကိုကြည့်ပြီးမဲပေးဖို့ဆိုပါတယ်